NCA စနစ်ပြည့်နှစ်ပတ်လည်နဲ့ဒုတိယနေ့အစီအစဉ်တွေကိုဒီကနေ့အောက်တိုဘာ16ရက်မနက်ပိုင်းကနေပြည်တော်မှာရှိတဲ့အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာနတက်မှာဆက်လက်ကျင်းပခဲ့ပါတယ်။ဒုတိယနေ့အစီအစဉ်ရဲ့မနက်ပိုင်းမှာ session 2ပဋိပက္ခဖြန့်ဖြည်းလုပ်ငန်းများနဲ့ရွေးကောက်ပွဲများ၌လူမှုပါဝင်ရေးစည်းရုံးရာတွင်နိုင်ငံရေးပါတီများ၏အခမ်းကဏ္ဍကိုပြန်လည်သုံးသပ်ခြင်းကိုအစီအစဉ်တိုင်းကျင်းပခဲ့ပါတယ်။ ပြည်စီစဉ်မှာရွေးကောက်ပွဲဒေသနာရအုပ်ချုပ်ရေးနဲ့ရွေးကောက်ပွဲအလွန်ရှေ့လုပ်ငန်းစဉ်တွင်ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်အရက်သားများနိုင်ငံရေးပါတီများအရက်ဖက်အဖွဲ့အစည်းများနဲ့ငြိမ်းချမ်းရေးအကျိုးဆောင်များ၏အခမ်းကဏ္ဍလူသားချင်းစာနာထောက်ထားမှုအထောက်ပံ့များနဲ့ယုံကြည်မှုတည်ဆောက်ခြင်းတတိယအုပ်စုမှဂျောင်းဝင်ဆေးဆက်ပေးခြင်းနဲ့အကျိုးဆောင်ခြင်းစတာတွေပါဝင်ပါတယ်။အစီအစဉ်မှာမော်ဒရေတာအဖြစ်အိုးအောင်နိုင်ဦးကအမှာစကားပြောကြားခဲ့ပြီးစပီကာတွေအဖြစ်မလေးရှားနိုင်ငံနဲ့လာအိုနိုင်ငံဆိုင်ရာထိုင်းနိုင်ငံအသံအမတ်ကြီးဟောင်းမလေးရှားနိုင်ငံ ဘေးအက်အမာနက်သုတေသနအင်စတီကျူကအကြီးတန်းသုတေသီတူအိန္ဒိယနိုင်ငံ Indian Council of World Affairs ကဒေါက်တာစမန်တာတို့ကဆောင်ရွက်ခဲ့ပါတယ်အစီအစဉ်မှာတက်ရောက်လာသူတွေကဆွေးနွေးမေးမြန်းတာတွေကိုလည်းဆောင်ရွက်ခဲ့ပါတယ်